လူရီကိုအန်အားသင့်သွားစေမယ့်တရုတ်ဆောင်ထူးကွယ်လွန်သွားတဲ့နောက်ကကအကြောင်းရင်းကိုပြောလာတဲ့ထူးရဲ့ချစ်သူမိန်ကလေးပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါတယ် လူတွေသိကျင်နေကြတဲ့တရုတ်ဆောင်ထူကွက်လွန်သွားရတဲ့နောက်ကွယ်ကအကြောင်းရင်းကိုဖွင့်ချလာသူကတော့သူရဲ့ချစ်သူကောင်မလေးပါလူတွေကတော့တရုတ်ဆောင်ထူကွက်လွန်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဓိကအကြောင်းရင်းကိုသိကျင်နေကြပါတယ်။ဒါကလည်းသူရဲ့ကာကတစ်ပင်သေးသေးလေးကိုဝင်တိုက်ပြီးတော့တည်ဆုံမှုတွေဖြစ်ပေါ်ခဲ့ရတဲ့ပုံမှာမယုံကြည်နိုင်ကြလို့ပါ။တချို့ကလည်းတရုတ်ဆောင်ထူကွက်လွန်ချိန်မှာချစ်သူကောင်မလေးရှိနေရကြောင်း သူမစီကဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပြတာကိုကြားချင်ကြပါရယ်အထူးသဖြင့်မင်းသားလေးထူးကအရင်မတိုင်ခင်ကြွေလင့်ဆုံးပါခဲ့ရပြီးသူကွယ်လွန်သွားရတဲ့အဓိကအကြောင်းရင်းကတန်တရားဝင်စရာတွေရှိနေတယ်လို့လူပြောများနေခဲ့ရပါတကူပြီးတကူဖော်ထုတ်ခဲ့ပြီးပြည်သက်တွေကလည်းတန်တရားဝင်နေခဲ့ကြတဲ့အချိန်မှာသူရဲ့ကောင်မလေးဖြစ်သူကတော့ဒါတွေကဘသူရဲ့လှုပ်ကြံမှုမှမဟုတ်ပဲသူဘာသာမစင်ကျင်တာကြောင့်တည်ခဲ့ရတာလို့ဆိုပါရယ်တချို့တွေကကားပေါ်မှာပါလာနေတဲ့သူမကိုတန်တရားဝင်နေရကြောင်းအလုံးစိတ်ရှင်းသွားစေဖို့အတွက်ဒီအကြောင်းတွေကိုပြောလို့လာခဲ့ရပါတယ် အစပိုင်းမှာတော့ဒီအကြောင်းတွေကိုမီဒီယာတွေရဲ့ရှေ့မှာထွက်ပြီးတော့မပြောခဲ့ရဘူးဆိုတာကသူရဲ့မိခင်ကြီးကတားမြစ်ထားခဲ့ရကြောင်းလို့ဆိုပါတယ်။မိခင်ဖြစ်သူကလည်းသားလေးကွယ်လွန်သွားပြီဖြစ်တဲ့အတွက်အင်မတန်စိတ်မကောင်းဖြစ်နေရတဲ့အချိန်သတင်းတွေမဟုတ်တာတွေမပြန့်စေဖို့အတွက်ကမလေးကိုနောက်ကွယ်မှာပဲထားခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့အခုတော့သူမကိုတရားခံတရားလိုမျိုးဆွဆွဲနေကြတာကြောင့်ဒီအကြောင်းတွေကိုကိုယ်တိုင်ဖော်ထုတ်လာခဲ့ရပါအဲ့ဒီညဖြစ်စဉ်ကိုပြောပြရမယ်ဆိုရင်ဘယ်သူကမှလောက်ကြံတာမဟုတ်ခဲ့ပါဘူး။ အဲ့ဒီနေ့ကအရက်တွေလည်းတောက်ထားခဲ့ပြီးတော့ညနေတကောင်ကြီးအိမ်ပြန်လာတဲ့ချိန်မှာအတော်လေးကိုမူးနေခဲ့တာဖြစ်ပါတယ်။ ဒါကိုသူကကားမောင်းပြီးတော့အရက်မူးလာတဲ့အချိန်နဲ့မစင်မချင်းတစွထိုးတွေမောင်းနေခဲ့တာပဲဖြစ်ပါတယ်။ကားပေါ်မှာပန်လာတဲ့ချစ်သူကောင်မလေးနဲ့နောက်ထပ်အကိုတယောက်ကတော့အချိန်လျှော့ပြီးတော့မောင်းဖို့အတွက်သတိပေးစကားပြောခဲ့ပါသေးတယ်။ဒါပေမဲ့အရက်မူးပြီးတော့သွေးစိုးနေတဲ့သူကဘသူစကားကိုမှနားမထောင်ပဲမောင်းချင်တယ်လို့မောင်းနေပြီးတော့ခဏကြာမှတော့မတော်တဆမှုဖြစ်ပေါ်ခဲ့ပါတယ်။မတော်တဆမှုဖြစ်ပြီးပြီးချင်းမှလည်းကောင်မလေးကပဲတတိယလာပြီးတော့ဆေးရုံကိုဖုန်းဆက်ပြီးတော့ကုသမှုတွေခံယူလို့ရအောင် ပြုလုပ်ပေးခဲ့ရပါ။ဆေးရုံတန် င်းတစ်လျှောက်လုံးမှာလည်းလိုအပ်သမျှတွေပြုစုလုပ်ကင်ပေးနေခဲ့ပြီးတော့ဘေးနားကနေအမြဲဆောင်ကြည့်ပြီးတော့ပြုစုပေးနေရဖြစ်ပါတယ်။ ဒါကြောင့်သူမကချစ်သူတယောက်ရဲ့တာဝန်ဆိုတာထက်အများကြီးပိုပြီးတော့တာဝန်ကြီးခဲ့ရပါဒါပေမဲ့ဘလို့အကြောင်းတွေကြောင့်ကွယ်လွန်သွားရတယ်လဲဆိုတာကတော့ဆရာဝန်တွေပဲအတိဆုံးဖြစ်မယ်လို့ပြောလာခဲ့ပါတယ်ဆေးရုံကိုအချိန်မီရောက်အောင်သူမလည်းစူးစမ်းပေးခဲ့ပြီးတော့ဆရာဝန်တွေရဲ့ကုသမှုဟာလွဲချော်သွားတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီနောက်ကွယ်လွန်သွားပြီးတဲ့အချိန်မှာတချို့တွေကသူ့ကိုချစ်တဲ့စိတ်နဲ့သူမကိုမဟုတ်မမှန်ပြောဆိုပြီးတော့တရားခံလိုမျိုးအပြစ်ရှာနေကြတာကြောင့်နောက်ဆုံးတီးမခနိုင်တော့တဲ့အတွက်ထုတ်ပြောလာခဲ့ရပါအဓိကပြောချင်တာကတော့မတော်တဆမှုဖြစ်တာက ဘသူရဲ့လှုပ်ချက်မှုမှမဟုတ်ပဲဒုဘာသာမစင်မချင်းအယက်မှုပြီးတော့ကားမောင်းခဲ့တာကြောင့်ဖြစ်သွားခဲ့ရပါတမတို့တွေလည်းတတ်နိုင်သမျှဘေးနားကနေတားခဲ့ပေမဲ့ဒဇိုထိုးစိမ့်နေနားမထောင်တတ်တာကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်ကြောင်းကောင်မလေးကအခုလိုပဲပြောပြခဲ့ပါတယ်ယုံနာတွေမယုံနာတွေကပြိသက်တွေရဲ့အပိုင်းဖြစ်ပြီးတမကတော့အပြစ်မရှိရကြောင်းလက်ပြလုံးနဲ့အတွက်အခုလိုပေါ်တင်ပြောလာခဲ့ပါတယ်တမကအရင်တုန်းကမပြောခဲ့ဘူးဆိုတာကထူးရဲမိခင်ကြီးကပြဿနာတွေမဖြစ်ချင်တာကြောင့်တားခဲ့တဲ့အတွက်ပဲဖြစ်ပါတယ် အခုတော့သူကိုသူမကပဲလှုပ်ကြံတယ်လို့လို့တရခန့်လို့လို့နဲ့ဆွဆွဲပြောဆိုနေကြတာကြောင့်သူ့ရဲ့ကြွယ်လွန်မှုကသူ့ဘာသာသူမစင်ကျင်မဲနဲ့အယံမှုပြီးတော့ကားမောင်းလို့တာဖြစ်ကြောင်းအခုလိုပဲရှင်းပြလို့လာခဲ့ပါတယ်။ဒါကြောင့်သူမကိုဆက်ပြီးတော့အပြစ်မတင်ချဖို့အတွက်သူ့ကြွယ်လွန်ရတာကသူ့အပြစ်နဲ့သူပဲဆိုပြီးပြောလာခဲ့တဲ့ပုံမှာပရိသတ်ကြီးတို့ကဘလိုမျိုးထင်ကြပါသလဲရှင်။နောက်ထပ်လက်ဆက်ဝင်စားမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်